ူကြီးတွေရဲ့စကားကိုလူငယ်တွေကမြေဝဲမကြနားထောင်ကြလူကြီးတွေစကားကိုလူငယ်တွေကနားမထောင်ဘိုးကြီးတွေခင်မမိတော့ပါဘူးလို့ပြောလာလို့ရှင်ပျက်စီးခြင်းရဲ့အကြောင်းတစ်ခုပဲပေါ့ဘာဖြစ်လို့တုံးဆိုတော့အတွေ့အကြုံချင်းကမတူဘူးလေလူကြီးနဲ့လူငယ်ဆိုတာအတွေ့အကြုံတူသို့တော်များသောအားဖြင့်လူကြီးနဲ့လူငယ်ဆိုလို့ရှင်ဒီလူငယ်တွေရဲ့စိတ်ဓာတ်မှာဘယ်လိုဖြစ်တုံးဆိုရင် ဟာဒီအဖိုးကြီးအဖွားကြီးတွေခင်မမီတော့ဘူးဘာမှမသိဘူးလို့သူကထင်လူကြီးတွေကလည်းဘလို့ထင်တော့ဆိုရင်ဒီကောင်လေးတွေနှုတ်ပါသေးတယ်ဘာမှမသိသေးဘူးလို့ထင်တယ်အဲ့တော့လူကြီးလူငယ်ကြားမှာခက်ဖြစ်နေအမြဲတမ်းကြွားဟနေတဲ့အတွေးခေါ်ခြင်းကကွဲပြားခြားနားအဲ့ဒါလို့ကွဲပြားခြားနားလို့လူကြီးတွေကိုအရာကဖယ်ထုတ်ပြီးတော့လူငယ်တွေကအတွေ့အကြုံနှုတ်နေသေးတဲ့လူငယ်တွေက လူကြီးတွေစကားကိုပြစ်ပယ်လာပြီဆိုရင်အဲ့ဒီတိုင်းပြည်ဟာပျက်စီးနိုင်တယ်လို့ဆိုငယ်ငယ်ကအင်္ဂလိပ်စာဖတ်တော့က100 story ထဲမှာဖတ်ဖူးတယ်ငါးနှစ်ကောင်အကြောင်းဖတ်ခင်လို့တဲ့ငါးနဲ့သားလို့တဲ့ငါရေပြတ်တာရေထဲမှာမြစ်ထဲမှာအစာရှာထွက်ကြအစာရှာထွက်တဲ့အခါကျတော့ငမားချိတ်မှာတီကောင်လေးကတန်းလန်းနဲ့တန်းလန်းနဲ့ရေထဲမှာချထားတယ် အဲ့လိုချထားတော့ဖခင်ငါကရှေ့ရသွားတယ်နောက်ကသားငါကနောက်ကလိုက်တယ်ပေါ့ဟောအစာရှာထွက်ကြအဲ့ဒီမှာမမားချိန်နဲ့တီကောင်လေးယုံကန်နေတဲ့နေရာကိုဖခင်ငါကြီးကတိတယ်အဲ့ဒါကိုရှောင်ပြီးတော့ဘလူကောင်လေးရေမျက်နှာပြင်ပေါ်မှာပြန်နေတာလေးကိုခုံပြီးတော့ဖမ်းတယ်ဘလူကောင်လေးကိုပဲရေမျက်နှာပြင်ပေါ်ခုံတက်ပြီးတော့ ဟတ်လိုက်တယ်ဟတ်လိုက်တော့နောက်ကလိုက်လာတဲ့သားကခမားကခင်မမိပါဘူးဒီမဲ့သူ့ရဲကောင်းတဲ့အစာဒီနားမှာရှိအပေါ်ခုန်တက်ပြီးတော့ဘလူကောင်လောက်တော့မလောက်မှာတော့ဟောဒီမဲ့တီကောင်ကြီးကတန်လန်းကြီးဆိုပြီးတော့ငမားကြိတ်ပါတာ तू မသိဘူးလေဟာကင်လောက်တဲ့ငါးကြီးကတော့တိတယ်ဒါငမားကြိတ်ကနေထွက်လာတာဒီတီကောင်ဆိုတဲ့ကောင်ရေထဲမှာဒီလိုမရှိဘူးဆိုတာ तू ကသိတယ်ဟိုကောင်ကအတွေ့အကြုံနုနယ်သေးတော့ ပြီကောင်လေးရေထဲမှာလွန်း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 လုံးနေတာကိုတကယ်အစာပဲငါ့အတွက်တန်ဖိုးရှိတဲ့အစာဟာကဲငါကြီးကလူကြီးဟာခက်မမိပဲနဲ့ဟိုးအပင်ပန်းလိုက်ပြီးတော့ပြန်နေတဲ့ကောင်လိုက်ဖမ်းရမလားလို့အပြစ်တင်ပြီးဟောသူဖမ်းပြမယ်ဆိုပြီးတော့ငမားချိတ်ချိတ်ထားတဲ့တီကောင်ကိုဖမ်းတာသူ့အဖေကဟဲ့မလုံးနဲ့လို့ပြောမလို့ဆိုတာရှိသေးတယ်ပါဆက်မှာငမားချိတ်ကအာကောင်စူးသွားပြီနော်ငမားချိတ်ကအာကောင်စူးသွားပြီ အဲ့ဒါအပေါ်ကငမြချိတ်ကဆွဲလိုက်တာနဲ့ပါသွားပြီလေသူကငါအဲ့တော့သင်္ကန်းစာလေးတစ်ခုပေးထားတာလောကမှာလူငယ်တွေကတဲ့လူကြီးတွေဟာမမြင်ပါဘူးခင်မမိတော့ပါဘူးလို့ဒီလိုပဲမြင်ကြတယ်လူကြီးတွေကတော့လူငယ်တွေမင်းတို့နှုပါသေးတယ်လို့မြင်ကြတယ်တဲ့အတွေ့အကြုံမရင်ကျက်ကြသေးဘူးလို့ဒီလိုပဲမြင်တယ် အဲ့တော့ဒီနှစ်ခုဟာဒီလိုဖြစ်နေ